မလ28ရက်နေ့နေ့လယ်ပိုင်းလောက်ကကျွန်တော်တို့မြန်မာနိုင်ငံကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငရင်ကြောင့်မြန်မာနိုင်ငံရဲ့နေရာဒေသတော်တော်များများပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ရပါတယ်။အထူးသဖြင့်မန္တလေး၊သခိုင်းစတဲ့ဒေသအတော်များများမှာတိုက်တာအိုးအိမ်ပျက်စီးမှုတွေလူအသေးအပြောက်ဆုံးရှုံးမှုမြောက်များစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီချိန်မှာမြေပြင်လက်တွေ့ဆင်းကူနေရတဲ့ဒရီအနေနဲ့လဲခက်ခဲမှု တချို့ရှိနေတယ်လို့ပိတ်မိဒရီလဲမြောင်များစွာရှိနေသေးတယ်လို့သိထားပါဗျ။တေဆုံးသူဥယျာဉ်အကြီးအတွက်ကလည်းတထောင်ကျော်ထိတိုးလာတယ်လို့ဒဏ်ရာရရှိတဲ့ဒရီပျောက်ဆုံးနေတဲ့ဒရီပါပေါင်းထည့်မယ်ဆိုရင်ဒီထက်ပိုပြီးတော့များလာဖို့ရှိနေပါတယ်။ ဒီချိန်မှာမန္တလေးဒေသတွင်းမှာရှိနေတဲ့ကိုတိုင်ကိုကြအခက်ခဲကြုံတွေ့နေရတဲ့သူတွေကိုတည်င်းအမှန်ယူဖို့ဆိုတာအတော်လေးခက်ခဲပါတယ်။မြေပြင်ကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့သူတွေအနေနဲ့လည်းဇောနဲ့လှုပ်ဆောင်နေရတဲ့အတွက်ကြောင့်တည်င်းပေးဖို့ဆိုတာမလွယ်ကူပါဘူး။ဒါအပြင်ဖုန်းလိုင်းတွေအင်တာနက်လိုင်းတွေကလည်းကောင်းမွန်မှုသိမရှိသေးတဲ့အတွက်ကြောင့်တကယ်မြေပြင်အခြေအနေမှာအနှဲငယ်တည်တဲ့ညီကိုတယောက်ကိုကျွန်တော်ခက်ခက်ခဲခဲပဲအတန်ဖိုင်ယူထားပါရခင်ဗျအင်တာနက်လိုင်းလေးအနှဲငယ်ရတဲ့အချိန်မှာမန္တလေးအမရ ပူရမြို့မှာရှိတဲ့ဘောလုံးပရိသတ်တယောက်ဖြစ်တဲ့ပိုင်စီတိန်ထွန်းရဲ့ဒီငရင်တန်းကို မျက်မြင်ကိုတိုင်ကိုကြကြုံတွေ့ခဲ့ရတဲ့ပုံစံတွေလက်ရှိရင်ဆိုင်နေရတဲ့အခက်အခဲတွေကိုတူတူမြဝေခန်းစားနာဆင်ကြည့်အောင်ခင်ဗျကျွန်တော်ကတော့ဒီမန္တလေးပြည်ကြီးတကုံမြို့နယ်ထဲမှာတော့အိမ်တိုင်းမှာရှိနေကြတာပေါ့နေပြီးမှအမှုကျောင်းကလေးရှိရပြ မူဂျူချောင်းကကြတော့အပေါ်ကမျက်နှာချက်တွေပြုတ်ကြတာဒီဟိုခေါင်းပေါက်တာဒီခေါင်းကွဲတာတွေရှိပြီးတော့အဲ့လိုမျိုးသွေးတန့်ရဲရဲနဲ့ငိုရဲပြီးငိုပြီးတော့အဲ့လိုမျိုးထွက်လာတာကြီးလည်းရှိတယ်ဗျအမှန်တကယ်ကျွန်တော်တို့လဲကြောက်နေကြတာပဲအချိန်မှလမ်းပေါ်မှာပဲအကုန်လုံးဟိုလဲကြာနေကြတာပဲဒါပေမဲ့အဲ့လိုမျိုးကလေးတွေမြင်တော့ကလေးတွေကိုခြိပွေ့ပြီးတော့ ဟိုလွတ်ရခြင်းဟာကျွန်တော်လည်းပြေးခဲ့ကြရတယ်။ဒါပေမဲ့အဲဟိုအိမ်နေအခုကျွန်တော်တို့အိမ်နေရတော့အဲ့လိုမျိုးအိမ်နေရဲ့အဲ့လိုမျိုးမူကြောင်ကတော့ဘာမှတော့မဖြစ်သွားပြီမယ်။ဒီလမ်းထိပ်ကအိမ်နေတို့တချို့အိမ်နေဆိုရင်လည်းအဲ့လိုမျိုးအိမ်တစ်ခုလောက်ပြိုကျပြီးတော့လူတွေပြိမိနေတာရှိတယ်ဗျ။အဲ့ဒါဆိုရင်ညီလေးတို့ဟိုအခုရောဘလို့အခက်ခဲမျိုးတွေဒီရက်ွက်ထဲမှာကြုံတွေ့နေရတာရှိလဲ။အကြီးမားဆုံးအခက်ခဲဆိုရင်ဘာဖြစ်မလဲ။အကြီးမားဆုံးအခက်ခဲဆိုရင်တော့ကိုအဓိကက အဓိကငလင်ပြီးရဲ့နောက်မှာမီးတွေအကုန်ပြတ်သွားတာပဲကိုအဲ့လိုနောက်တရက်လည်းအခုဒီနေ့ပေါ့ဒီနေ့လည်းကျွန်တော်တို့အဲ့တိုက်ခန်းပေါ်ကနေအဲ့တိုက်ခန်းက lower ပစ္စည်းယူပြီးတော့ပဲချက်ချင်းဆင်းချက်ချင်းယူယူပြီးတော့ gas မီးပို့နဲ့ချက်ပြီးတော့တနေကုန်ပဲစားတောက်ပြီးတော့အဲ့တိုက်ခန်းပေါ်မှာပဲတိုက်ခန်းပေါ်မှာမနေရဲပဲနဲ့အဲ့လမ်းဘေးမှာပဲနေနေရတယ်အခုဒီနေ့ဆိုလည်းအဲ့လိုကျွန်တော်တို့ပြောရရင်တော့ဟိုအရေးတိတ်မရှိဘူးပေါ့နေပူထဲမှာပြောဗျာနေပူထဲမှာပဲအဲ့လိုမျိုးပဲအဲ့လိုဖြာခင်မျိုးကိုကကူပဲနေနေရအဓိကတော့ ဟိုရေဟိုမီးမရှိတာပေါ့မီးမရှိတဲ့အတွက်ရေလည်းကောင်းကောင်းမတုံးရဘူးပေါ့ရေမတုံးရဘူးမီးမရှိဘူးအဲ့လိုပဲဖုန်းတွေလည်းအားမရှိဘူးအဲ့ဒီဒုက္ခတွေတော့တော်တော်ကြုံရတယ်ဗျအခြေခံတတောက်ကုန်တွေဝဲတာဈေးနှုန်းတက်နေလားဒါမှမဟုတ်အရင်ဈေးနှုန်းအတိုင်းပဲလားအဲ့ဒါလေးလည်းပြောပြပါဦးအဲဟုတ်ကဲ့ကျွန်တော်တို့ဘက်မှာတော့အခြေခံစားဖို့တောက်ဖို့ကတော့ ခြေကန်စားဖို့တောက်ဖို့ကတော့အလောက်ဒီမတက်ဘူးရဒါပေမဲ့ဝယ်ရတော့အကုန်ခက်တယ်ဗျာတက်စီရအစာပေါ့ကျန်တဲ့စားသုံးစီတွေကျန်တဲ့ဟိုကြက်ဥတွေပါတွေဝယ်လို့ဝယ်လို့မရဘူးဗျအဲ့လိုမျိုးတွေတော့ဖြစ်တယ်ဝယ်ရလူတွေအများကြီးရှိတယ်ဗျအဲ့လိုမျိုးတွေဖြစ်နေလို့ဗျာဟုတ်ညီလေးတို့နေတဲ့နေရဲ့ပဝင်းချင်းမှာဟိုတောင်းထုတ်ကျင်တာပဲဖြစ်ဖြစ်အလူအဆုံအရာတစ်ခုပဲဖြစ်ဖြစ်ပေါ့အဲ့ဒါဘာဖြစ်မလဲဟုတ်ဟုတ်အဲတောင်းဆိုကျင်တာကတော့ကျွန်တော်တို့ကအခုက ာမီးမရတဲ့အတွက်ဟိုမှာပါဝါဘန်တွေဘာတွေအသွင်းပို့နေတာတခုလို့ဘာလို့အဲ့လိုမျိုးတော့လုံနေရဗျအဲပြီးရင်ဟိုရေမရတဲ့အတွက်အလေတန်းဖြစ်ဖြစ်သုံးဖို့ရောချူးဖို့ရောတောက်ဖို့ရောဘာမှမရှိတဲ့အတွက်အဲ့လိုမျိုးတွေတော့အကူအညီလိုအပ်နေရဗျကျန်တာတော့ဟိုအခုကကျွန်တော်တို့နဲ့ကျွန်တော်ကိုယ့်ဟာကိုယ်အဆင်ပြေတာရှိရလေးနဲ့ပဲမျှစာနေရတဲ့အချိန်လေးပေါ့ကောဟုတ်နောက်ထပ်မန္တလေးမြို့ကန်တယောက်ဖြစ်တဲ့ညီလေးစိုင်းအောင်ခံတောင်းရလဲအခုလိုမျိုးပြောပါရယ်အခုကမတ်လ29ရက်နေ့ မန္တလေးမြို့ကနေပြောနေတာဖြစ်ပါတယ်ဒီနေ့အချိန်နေရတော့အပြည့်စည်တွေအများများပါတယ်လူတွေကလည်းကဲဆယ်ရေးကိုတက်နိုင်တယ်လို့လည်းလုံနေပါတယ်ဒါပေမဲ့ကဲဆယ်ရေးကတော့မနိုင်ပါဘူးအပြည့်စည်တွေကပို့ပြီးတော့များပါတယ်တချို့အိမ်တွေကလမ်းမကိုပြိုကျတာဖြစ်တဲ့တို့ကအဲ့ဒီလမ်းတွေကတော့သွားလာတော်တော်ကျက်ပါတယ်လမ်းပိတ်ပါတယ်အဲလူတွေကတော့ဗောနောလက်ရှိသူတို့ကမနေရဲဘူးဖြစ်နေပါတယ်သူတို့ရဲ့အိမ်တွေထဲမှာ အရင်အပြိုထွက်ပြီးပဲနေပါတယ်ငလေးနေရာလဲဇာတိုက်ဇာတိုက်လှုပ်မယ်ဆိုတဲ့သတင်းတွေကြောင့်လူတွေကတော့အိမ်ထဲမှာမနေဘဲနဲ့အိမ်ပြင်မှာပဲအများစုကထွက်နေကြပါတယ်ဒီနေ့တနေ့ကုန်လုံးကတော့မန်လေးတစ်မြို့လုံးရှုပ်ရှက်ခတ်ပြီးတော့အားလုံးကအဲ့လိုမျိုးကိုစီကိုစီအဲ့လိုအလောတခေါနဲ့သွာလာနေကြပါတယ်ဒီနေ့ကတော့လက်စင်မီကတော့အခုထိမလာပါဘူးဖုန်းလိုင်းတွေကလည်းအရန်ပြတ်ပါတယ်ဒါပေမဲ့ညရောက်တဲ့အချိန်မှာတော့ဖုန်းလိုင်းတွေကပြန်ရလာပါတယ် လို internal line တွေရတယ်ပြန်ပြီးရလာတယ်။နည်းနည်းမနေ့ကတက်တော့ဆက်တွေပိုကောင်းလာတယ်ပြောရမှာပေါ့နော်။ဒါပေမဲ့ရတဲ့ဆက်များတဲ့ဆက်တော့ဖြစ်နေပါသေးတယ်။လုံးဝရလာတော့မဟုတ်သေးပါဘူး။ mind desk ကတော့ line တစ်ချက်တစ်ချက်ရပါတယ်။ဒီနေ့ ညနေပိုင်းရောက်တော့တယ်လီနော်စင်ကက်ကပါပြန်ပြီးတော့တယ်လီနော်လိုင်းတွေရလာပါပြီ။ငရင်ဘေးဒဏ်တင်းတဲ့နေရာဒေသတွေကအစိုးဆုံးဒေသတစ်ခုလို့ပြောရမယ်။မန်လေးတိုင်းမှာရှိနေတဲ့ဒင်ကြီးလေးရဲ့ဖြေချချက်အရလိုအပ်ချက်တွေကိုလည်းနားထောင်ကြည့်ရှုနေတဲ့သူတွေအားလုံးအနေငယ်မြတည်သွားလောက်ပြီလို့ထင်ပါတယ်။သူတို့ရဲ့လိုအပ်ချက်တွေကိုကျွန်တော်တွေလည်း တက်နိုင်သမျှအကူအညီဖြည့်ဆွမ်းပေးဖို့လိုပါတယ်ခမ။အခုကြုံတွေ့နေရတဲ့ကပ်ဘေးဆိုးကြီးကြောင့်ကျွန်တော်တွေအားလုံးလည်းဆုံးရှုံးမှု ကြီးမားခဲ့တဲ့ဒရေနဲ့ထပ်တူထက်မြစိတ်အားငယ်စွာဝမ်းနည်းမိပါတယ်ခမ။